်ပီဒီအမ်အညီကလက်နက်ကိုင်အဖွဲ့ဝင်ရာကောင်းများစွာတရားဥပဒေပေါင်းတွင်ကြံ့ခိုင်ရလွယ်လို့တခြားဘယ်ပါတီကမှမဲပေးခွင့်မရှိဘူးအလုံးမဲမင်္ဂလာပါ MC ပါမြပါပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရတော့ပထမဆုံးဗီဒီယိုလေးကတော့နမဲလုံးကိုဆုံးမထားတယ်ကျွန်တော်တို့ရဲ့နမဲလုံးနမဲလုံး င်မဲလုံတောင်းစားပြောထားတဲ့အတန်ဖိုင်တူတူနားထောင်ခြင်း TPS temporary protective status ပေးထားတဲ့ရဆိုင်လိုက်တဲ့အရင်ထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးမီဒီယာများရဲ့မင်းများချက်ကိုပြန်လည်ဖြေကြမှာဖြစ်ပါတယ်ဒီနေ့အမေရိကန်ဖြည့်လင်းလုံလုံရေးဦးကြီးဌာန Department of Homeland Security ရဲ့ Oh my god ထုတ်ပြန်ကြေညာချက်နဲ့ဒီပြောတာအမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရအမေရိကန်နိုင်ငံရေးအမင်းတို့အင်္ဂလိပ်မှနိုင်ငံသားများကို TPS ပေးထားတဲ့ရဆိုင်လိုက်တယ်ဆိုတဲ့ပဒင်းကြားသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးအေးလာကြည့်တဲ့အခါမှာခုနပြောတဲ့ TPS ရဆိုင်ရတဲ့အကြောင်းရတော့မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကိုပြောဆိုထားတာတွေ့ရပါတယ်။ဒီထက်မှာဒီလိုကတော့ဘာလဲကွာ။ ဟုတ်ကောင်းကာရီရုပ်သေးပြည်ကမှုပါတီစုံဒီမျိုးစီထွေထွေရေကောက်ပဲပါတီစုံလေပါနိုင်ဖို့ဆောင်ရည်နေဟုတ်ကောင်းကာရီ၆ပြုံးတန်တားလက်နဲ့ကိုင်ဖွင့်ထားနဲ့တိခတ်တက်ခိုင်မှုရစဲပြီးငင်းကြရေးဆောင်ရနိုင်မှုဇေရဝါရစဲလိုက်တာမြန်မာနိုင်ငံရဲ့ပုံချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုနဲ့တိုးတက်မှုတို့ကြောင့် TPS အခုရရတာတယ်နော်ဒီမှာတွေ့ရနေတဲ့ မ္မနိုင်ငံကိုတုံ့ပြန်သွားပြန်နိုင်ပြီဖြစ်ကြောင်းပုံသက်ပြီးဆက်ဆိုင်ခဲ့တယ်ဆိုတော့သိရပါတယ်တကယ်ကတည်းကကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ခေါ်ပြီးတော့အမေရိကန်အစိုးရရဲ့ဒီပုံပြန်ချက်အပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့မှတ်ယူပါတယ်။အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူနိုင်ငံသားများအနေနဲ့အမိနိုင်ငံကိုပြန်လာလို့ရပါတယ်။ပြန်မှာကျေးဇူးပါတယ်။ကျွန်တော်တို့အနေနဲ့ 2021ခုနှစ်ဧပြီလ၂ရက်နေ့ကတည်းကအကြောင်းမျိုးမျိုးကြောင့်နေရာဒေသအသီးသီးကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတည်ဝင်ကြေညာချက်ထုတ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။ပြန်အဲဒီမှာတော့အခောင်းဝင်ပြန်နော်။ပရိမှုစားတဲ့ပြမှုကြီးများအဲဒီအမှုရအတော်တော်ပြန်မှာတရားဥပဒေအရတရားရင်ဆိုင်ရမှာဖြစ်ပြီးကြံသူများတော် အထူးတညာစွာဖြေလျှော့ဆောင်ရွက်ပေးတော့ပါမယ်လို့ကြေညာချက်မှာပါခဲ့ပြီးဖြစ်ပါတယ်။အဲဒီကြေညာချက်ကြောင့်လည်းထွက်ပြေးသိမ်းဆောင်သူတော်တော်များများပြန်ကယ်ဝင်ရောက်ခဲ့ပါတယ်။သူတို့အနေနဲ့လည်းသူတို့နိုင်ငံအတွင်းမှာကောင်းမွန်စွာနေထိုင်ရရဲ့ရှိပါတယ်။2025ခုနှစ်ဇူလိုင်လဒီရနေ့မှာတော့ပြည်တော်စုအကျိုးအတွက်ခိတ်ခေါ်ချက်များဆိုပြီး PDF အမိခံလက်နက်ကိုင်အုပ်စုတွေကိုလည်း တရားဥပဒေပေါင်းတွင်ဝင်ရောက်နိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီဖိတ်ခေါ်ချက်ကြောင့်လည်း PDF အမိကလက်နက်ကိုင်အဖွဲ့ဝင်ရာဘုံများစွာတရားဥပဒေပေါင်းတွင်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလည်းကျွန်တော်နိုင်ငံမှာဝိကောက်ပွဲကျင်းပတော်မှာဖြစ်တဲ့အတွက်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန်ကံကံကျဥမာကျွေးနေတော်မူခြင်းဖိတ်ခေါ်ခဲ့ပါတယ်။ အချွေးချွေးလာတော့ဟိုမှာဖြေးတောင်းနေတယ်ဖြေးပေးလာသူလူရေကောက်ပွဲကြီးကျင်းပါတော့မှာဖြစ်ပါတယ်အမေရိကန်ရောက်မြန်မာနိုင်ငံတော်ကနေမြန်မာနိုင်ငံကိုပြန်လာပြီးအထွေထွေရေကောက်ပွဲမှာနေပေးနိုင်ပါလေခင်ဗျဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့ဒါလည်းပြောမှာကံကြူစွာကြောင်းအတိအပြည့်အပ်ပါလေနှစ်ပေါင်း60-90ကျော်ဒီစကလုံးတွေကငါတို့တွေကနားဤနေပြီငါတို့အဖေမေအဖိုးဖွားလက်ထက်တဲက က်ပြီးဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးကိုတိဆောက်ဖို့ခမည်းတော်ကအခုထိတိဆောက်လို့မပြီးနိုင်သေးဘူးလားနော်တခြားနိုင်ငံပဲကြည့်နေထိုင်းအိန္ဒိယနိုင်ငံထိုင်းအိန္ဒိယတရုတ်ခြေပြားတော့မပြီးဘူးခမည်းတော်ကကြာရဲစခန်းထဲမှာအဲ10နှစ်ကျော်လောက်ပေါ့နေခဲ့ရတာပေါ့နော်10နှစ်ကျော်လောက်နေခဲ့ရတဲ့အချိန်မှာအဲ2010ရွေးကောက်ပွဲကို ဘောနော်အရင်စခန်းထဲမှာနေရင်းနဲ့ပဲအဲဝင်ပြီးမဲပေးခဲ့ရတာပေါ့မဲပေးခဲ့ရတော့2010ယူကဝယ်မဲပေးရမယ့်အချိန်ကြတော့အဲမဲပေးရမယ့်ရက်မတိုင်ခင်မှာအဲစခန်းထဲမှာကြိုတင်မဲတွေအဲကောက်တယ်ပေါ့နော်ကြိုတင်မဲထည့်ရတယ်ပေါ့ကြိုတင်မဲတွေထည့်ရတယ်အဲ့ဒီကြိုတင်မဲမထည့်ခင်မှာသူကအရင်ဆုံးစီယုံရင်းတွေလောက်တယ်ပေါ့နော်စီယုံရင်းတွေလောက်တယ်အခုယူကဝယ်လာတော့မယ်အခုလာမယ့်ယူကဝယ်မှာလည်းသူတို့ကဒီ ဟိုကြန့်ခိုင်ရေးကိုပဲမဲပေးရမယ်ပေါ့နော်ကြန့်ခိုင်ရေးကိုပဲမဲပေးရမယ်ဒီတက်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက်တက်ဖွဲ့ဝင်တွေမိသားစုဝင်တွေအားလုံးကတခြားဘဲပါတီကိုမှမဲမပေးရဘူးဒီကြန့်ခိုင်ရေးကိုပဲမဲပေးရမယ်ကြန့်ခိုင်ရေးကိုမဲပေးမှပဲဒီတက်ဖွဲ့ဝင်တွေမိသားစုဝင်တွေအားလုံးဟာအခွင့်အရေးတွေရလာမယ်လောက်ပိုင်ခွင့်တွေရလာမယ်ယာရုတွေနေရာတွေရလာမယ်အဲ့ဒီလိုမျိုးတွေပြောပြီးတော့သူတို့စီယုံတယ်စီယုံပြီးတော့ သူတို့ကမဲဆွဲတယ်ပေါ့နော်မဲဆွဲပြီးတော့အဲ့ဒီမဲပေးရမယ့်ရံမတိုင်ခင်မှာပဲအမားတို့ရဲစခန်းထဲကခမ်းမှာမှာတက်ခွင့်ဝင်နေရောမိသားစုဝင်နေရောဇနီးနေရောအကုန်လုံးကိုအဲ့ဒီခမ်းမှာမှာပဲမဲပေးရတယ်ပေါ့နော်မဲပေးခဲ့ရတယ်မဲပေးပြီးတော့သူများတွေအလားပြည်သူတွေမဲပေးနေတဲ့အချိန်မှာအမားတို့ကမဲပေးရတော့ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကတက်ခွင့်ဝင်တွေကမဲပေးရမယ့်ရက်ကြမဲပေးရမယ့်ရက်မှာမဲယုံနေမှာသွားပြီးတော့သူတို့က လုံခြုံရေးယူရမှာပေါ့နော်အဲ့ဒီခါကျတော့ဒီစက္ကန်းမှာကြံခဲ့တဲ့မိသားစုဝင်တွေဇနီးတွေကဒီစက္ကန်းရဲ့လုံခြုံရေးကိုတာဝန်ယူရမှာမို့လို့မဲကိုကြိုတင်မဲကောက်တာလို့ပြောပြီးတော့ကြိုတင်မဲပေးရတယ်ပေးတဲ့အခါမှာလည်းဒီကြံ့ခိုင်ရေးရလွဲလို့တခြားဘယ်ပါတီကမှမဲပေးခွင့်မရှိဘူးကြံ့ခိုင်ရေးကိုပဲမဲပေးခဲ့ရတယ်ပေါ့ဒါရနော်ကျွန်တော်မိသားစုတွေလူတစ်ယောက်ရဲ့လွတ်လပ်ခွင့်အဲ့လိုမျိုးကိုပေးချင်ချင်မပေးချင်ချင်ပါတီတစ်ခုကိုအတင်းအာဓမ္မပေးခိုင်းလို့ရလား အတားလာလွတ်လပ်တဲ့ဒီမိုတရုတ်စီဆိုတာကလစီမိုတော်တရုတ်စီကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတယ်ဓမ္မပက်တော်သားတယောက်ချင်းဒေါ်လာ၄၄ပါလို့ဆူတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့